အားလုံးပဲမင်္ဂလာပါရှင်။ဆောင်းပါရှင်ဆရာမမိုးရဲ့ဆောင်းပါလေးတပုတ်ကိုဖတ်ပြမှာဖြစ်ပါတယ်။ဆောင်းပါလေးရဲ့ခေါင်းစဉ်ကတော့တော်လန်ရေးတန်ရင်များအတွက်ပြည်သူဆက်ဆံရေးနေလမ်းများဖြစ်ပါတယ်။တော်လန်ရေးကာလသည်၄နှစ်ကျော်ကြာခဲ့ပြီ။တော်လန်ရေးတပ်ဖွဲ့များနဲ့ပြည်သူကြားရိပခါများအကြောင်းကိုဟိုဟိုဒီဒီကြားလာရသည်။ မြေတီအကြောင်းများတန်ရင်များနဲ့ပြည်သူတို့အကြားဆက်ဆံရေးကိုထိပါနိုင်သည်။တက်နှစ်ပြည်သူပူပေါင်းနိုင်ရန်တော်လှန်ရေးတပ်များအနေဖြင့်မြေတို့ပြုမှုတင်သည်။စိတ်ပညာသမားပြီးပြီးစိတ်ပညာနှင့်ကြီးမီသည်။အထမဆုံးအကြောင်းကိစ္စမှာစိတ်ပိုင်းဆိုင်ရာဖြစ်စေသော အကြောင်းတရားနှင့်တန်လျာကြောင်းဖြစ်သည်။ပြည်သူများသည်တော်လှန်ရေးတပ်ကိုရော စကမစစ်ကော်မရှင်တံများကိုပါကြောက်စိတ်ရှိနေနိုင်သည်တစ်ဖက်တစ်ဖက်နဲ့ဆက်သွယ်မိပါကအခြားတစ်ဖက်ကပြစ်ပေးမည်ကိုစိုးရိမ်မှုရှိနိုင်၏နောက်တစ်ခုမှာရခင်လက်နက်ကိုင်းတံများနဲ့ထိတွေ့မှုရတဲ့အကြံဖက်ခံရသည်အစောကားခံရသည်အနာကျင့်ခံရသည်ဟုခံစားရခြင်းများကြောင့်ဖြစ်သည်ဥပမာဆိုရလျင်အင်တာနက်သုံးခြင်း မိမိတို့၏စီးပွားရေးလုပ်ငန်းများကိုလှုံ့ဆော်ရတဲ့အကန့်အသတ်များအတားအဆီးများပြုလုပ်ခံရခြင်းနဲ့အခွန်အခများပေးရခြင်းကြောင့်ထိုကိစ္စအပေါ်နားလည်လိုစိတ်နဲ့ပြန်လည်မေးမြန်းရတဲ့မချေမငန်းအုံဟောက်ဆဲဆူခံရခြင်းများထိုစိတ်ဓာတ်အားများကြောင့်ကြည်သူများကသူတို့နဲ့တည်ရင်တပွဲများ၏ဆက်ဆံရေးကိုပိတ်ဆို့ထားနိုင်သည်ဒုတိယချက်မှာဘာသာစကားနဲ့ ရင်းချင်းမှုထုံနှံစင်လာကိစ္စများဖြစ်သည်လူမျိုးတူလျင်ပင်ဒေတိယစကားဗန်စကားနှင့် လေယူလေသိမ်းများကွာခြားပြီးထို့မှနားလည်မှုလဲခြင်းများဖြစ်နိုင်သည် နောက်တစ်ခုမှာရဲဘော်များကရိုးရာဝယ်စားဘာသာရေးအလေထားလူကြီးသူမဟုအလေထားသည့်အလေထားများကို မလိုက်နာမိပဲမယုံမသေးစကားပြောမိခြင်းကြောင့်ဖြစ်နိုင်သည်နောက်တစ်ခုမှာ မျိုးဆက်ကွာဟမှုဖြစ်ပြီးလူငယ်တော်လည်းဤသမားများကတက်ကြီးရွာကန်းများဤလူမှုဆက်ဆံရေးပုံစံကို နားမလဲခြင်းဖြစ်သည်တတရားချက်မှာလူမှုအဖွဲ့အစည်းတရင်တက်ဖွဲ့တိဆောက်ပုံပြသနာဖြစ်သည်တက်ဖွဲ့များသည်လက်နက်လက်ဝဲရှိသူများဖြစ်သည်ဖြင့်အာကြီးသူများဟုဆိုနိုင်သည်ထိုတရင်တက်ဖွဲ့များကညှိနှိုင်းဆွေးနွေးခြင်းအစား အမိန်ပေးသည့်နီလန်ကိုတုံးလျင်ပြည်သူများအနေဖြင့် ပြန်လဲပြောစရာစကားရှိမည်မဟုတ်နောက်တစ်ခုမှာတက်အီသဘောသဘာဝအရာသတင်းတိုတဲ့ရသည်ထိုချက်ကပြည်သူများအတွက်ပွင့်လဲမြင်သာမှုမရှိသည့်အခြေအနေဖြင့်ရှုမြင်စေသည်သူမပြည်သူများတယင်းတဖွဲ့အားဘာကိုလိုအပ်သည်သူ၏နေရာတွင်ဘာကြောင့်ရှိနေသည်ကို နားမလည်နိုင်ဖြစ်ကပြဿနာများထရာသည် နောက်တစ်ခုမှာတည်ရင်တက်ဖွဲ့များလုံခြုံရေးအရာသတင်းများညဝေမှုမပြိုနာခြင်းဖြစ်သည် ထို့အဖြစ်ကပြည်သူများမတည်ခြင်းမတည်ကြခြင်းများကြောင့်စိတ်ရှုပ်ထွေးစေပြီးကြောက်စိတ်ကိုဖြစ်စေသည်စရုဒါချက်မှာရဲဘော်များမှပြည်သူအားဆက်ဆံသည့်ပုံစံအပြုအမူဖြစ်သည်ဒေါ်သာတန်ပါသည့်လေယူလေသိန်းကိုအမူယာကိုဟန်အနေထား လက်နက်ကိုင်းဆောင်သည့်ပုံစံစသည်အသေးဖွဲများမရည်ရွယ်လင်းပင်ပြည်သူများအားချွင်းချောက်သလိုခံစားရစေနိုင်သည်နောက်တစ်ခုမှာပြည်သူများနှင့်ဆက်ဆံခြင်းပြည်သူများနားမလည်သောစစ်သုံးစကားများကို အလွန်ကျူးသုံးဆဲခြင်းဖြစ်သည်နောက်တစ်ခုမှာအစာအစာနေအိမ်လုံအားစသည်ပြည်သူ၏ပိုင်ဆိုင်မှုများကိုကာယကံရှင်သဘောတူညီမှုမရှိညှိနှိုင်းဆွေးနွေးခြင်းမရှိ ကျေးဇူးတင်မှုကိုပြသခြင်းမရှိလေးစားမှုမရှိ ယူဆောင်ခြင်းဖြစ်သည်နောက်တစ်ချက်မှာလက်တွေမကြမတည်နိုင်သည့်ဂရိများ ပေးခြင်းဖြစ်သည်ကျုပ်တို့ဟာခမည်းတော်ကာဝယ်မှာဟု ပြောထားပြီးအကြောင်းကြောင့်ထိုဂရိကို မတည်နိုင်နိုင်ခဲ့ပါက အချင်းချင်းကြားယုံကြည်မှုကြိုပြက်ရသည်နောက်တစ်ချက်မှာလူများနဲ့ဆက်ဆက်သည့်အကြောင်းကိစ္စဖြစ်သည်အချို့ရွာသားများသည် ရန်သူကိုတိတ်တဆိတ်ထောက်ပံ့ခြင်းသို့မဟုတ်ရန်သူကိုကြောက်သဖြင့်တော်လည်ဤတံများနှင့်ဆက်ဆံမှုပြုရန်ရှောင်ရှားခြင်းဖြစ်နိုင်သည်။နောက်တစ်ခုမှာမြားပြလာသည့်လက်နက်ကိုင်းအဖွဲ့အစည်းမျိုးစုံကြားညီသူကိုဖိခေါ်ရမည်မသိခြင်းညီသူကိုတစ္ဆာရှိရမည်မခွဲခြားနိုင်ခြင်းဖြစ်သည်။နောက်တစ်ခုမှာရန်သူဘက်ကဖြန့်ထားသည့်ကောလာဟာလာများနှင့်ဝါရဖြန့်မှုများက တော်လန်ဤသမများနဲ့ပတ်သက်သောပြည်သူလူထု၏ယုံကြည်ချက်ကိုအစိမ့်ဖြစ်စေခြင်းဖြစ်သည်နောက်တစ်ခုမှာပဝင်းကျင်ခြင်းနေနဲ့အချိန်အခါကြောင့်ဖြစ်သည် ပြည်သူများရောတော်လန်ဤတပ်များပါစစ်ကြောင်ပင်ပန်းနေခြင်းမျိုးထို့မှာစိတ်တူစိတ်ဆက်နေပြီးနားလည်မှုလွဲခြင်းများနောက်တစ်ခုမှာလည်လည်မြန်မြန်ပြုလုပ်ရမည့်စစ်ရေးအခြေအနေအရ အေးအေးဆေးဆေးတွေ့ဆုံညီနိုင်ရန်စကားပြောရန်အချိန်မရခြင်းဖြစ်သည်နောက်တစ်ခုမှာရင်းပေါ်များက စပိုင်လောက်ခံရမျိုးကိုကြောက်သည်ဖြင့်ပွပွင်လင်းလင်းမရှိတည်သူများကလည်းနောက်ကျော်ဓာတ်ထုတ်ခံရမည်ဆိုသည်ဖြင့်ရင်းပေါ်များကိုမပွင်လင်းရဲအထက်တွင် ပြောခဲ့သည်များမှာတော်လန်တရင်များနှင့်ပြည်သူများကြားဆက်ဆံရေးဆိုးစေသည့်ကိစ္စများဖြစ်သည် ထို့သို့ဆိုလျှင်ထိုဆိုးဝါသည်ဆက်ဆံရေးမျိုးမဖြစ်စေရန်မြည်သူပြုလို့ရမည်နည်းပထမဆုံးအချက်မှာစေယောကိုဝါထထာကြကြအာယုံဆိုင်နားထောင်ပေးခြင်းဖြစ်သည်ဒေတာကံများ၏ယဉ်ကျေးမှုအစဲလာရခွင့်ပြုလျင်အခြေချင်းဆုံးကနားထောင်တတ်ဖို့လိုသည်မိမိပြောလိုသည့်စကားကိုစက်တိုင်းမပြောဘဲပြည်သူများ နားလည်မှုရှိမရှိခေတ္တရန္နာကာ မတိမတာဆစ်ဆီရန်လဲလိုသည်ထိုတိတ်ဆိတ်ခြင်းကပြည်သူများဘက်မှတုံ့ပြန်မှုပေးရန်အချိန်ကောင်းလဲဖြစ်သည်နောက်တစ်ခုမှာပြည်သူများပြောသည့်စကားများထဲမှာအရေးကြီးသည်ကိုမိမိကချက်ပြောခြင်းတန်ရောင်ပြုခြင်းအဖြစ်မိမိအနေဖြင့်ပြည်သူများ၏စကားကိုအာယုဆိုင်နားထောင်နေကြောင်းထုတ်ပြနိုင်သည်ဒုတိယချက်မှာလေးစားမှုနှင့်နားလည်စာနာမှုကိုပြသခြင်းဖြစ်သည် ဥပမာအဘဟာအဘရဲ့မိသားစုလုံးချုံရေးကိုစိတ်ပူနေတာပေါ့ဟုပြည်သူတွေဘာကိုစိုးရိမ်နေသည်ဘာကိုကြောက်နေသည်ကိုမိမိနှုတ်မှဖွင့်ပြောခြင်းမျိုးထိုချိန်မျိုးတွင်အထင်မြင်သေးသည်နှိမ့်ချသည့်သဘောပါသောစကားများကိုရှောင်ရှားဖို့လိုသည်တတိယအချက်မှာလေယူလေသိန်းနှင့်ကိုဟန်မှုရာဖြစ်သည်တင်းငိမ့်အေးဆေးသောလေယူလေသိန်းသည် ယုံကြည်မှုကိုဖြစ်စေသည် ပွင့်လင်းသောကိုဟန်နေထားအာနာရှိသူတဖွဲ လက်ပိုက်ကမိမ့်မိန်ကြီးရှိနေခြင်းမျိုးလက်နဲ့နဲ့ချိန်ထားခြင်းမျိုးမဟုတ်ကာရှင်နေမှုကို ဖြစ်စေသည် လူအချိန်တွင်ပြုံးခြင်းကလည်းပြည်သူများအကြားစိုးရင်ပူပန်များနှင့်ဆက်ဆံရေးတဲမမှုကိုပြောကြစေသည်ဆို၏နောက်တစ်ခုမှာပြောလိုသည့်စကားကို စစ်အတုံများမပါရိုးရှင်သည့်စကလုံးများကို သုံးကားပြောခြင်းဖြစ်သည်ဖြစ်လို့သည့်ရည်ရချက်အားအစဉ်စဉ်ရှင်းပြရန်လိုသည်မိမိပြောခြင်းသည့်အကြောင်းအရာအားကြည်လင် ပြသစေဖို့ဆိုပါစို့နောက်တစ်ခုမှာအပြန်အလှန်အပေးယူရှိဖို့နှင့်ပြည်သူများ၏ပါဝဲမှုရှိဖို့ဖြစ်သည်ဘာဖြစ်ခြင်းသည် ဆိုသည့်ကိစ္စကိုသာမပြောဘဲပြည်သူများဘက်မှထည့်ဝင်နိုင်မှုကိုလည်းမေးမြန်းဖို့လိုသည် အချို့ကိစ္စများတွင်ပြည်သူများအားပါဝင်က ဆုံးဖြတ်ချက်ချခိုင်းဖို့လိုသည်အထက်တွင်ပြောခဲ့သည့်များမှာပြည်သူများနှင့်ဆက်ဆံခြင်းသုံးဆွဲရမည့်နေလမ်းများဖြစ်သည်ပြည်သူများအနေဖြင့်မိမိဘာအကြောင်းကိုပြောသည်ထက်မိမိဘလို့ပုံစံနဲ့ပြောသည်ကိုပို၍မြင်သည်ဆိုပါစို့ထိုနေလမ်းများကိုသုံးဆွဲရာတွင်ရှေ့နောက်ညှို့ဖို့လိုသည် အခုတမျိုးတော့ကြတမျိုးဖြည့်၍မရား မိမိစကားနဲ့အပြုအမူတည်ခြင်းကကာလရှာရှိလျင်ယုံကြည်မှုကိုတည်ဆောက်ပေးမည်ဖြစ်သည်။နောက်တစ်ခုမှာမိမိမတည်နိုင်သည့်ကတိကို မပေးရ။ပထမဆုံးတွေ့ဆုံခြင်းကလည်းအရေးကြီးသည်။နှုတ်ဆက်သည့်အလေးထားရင်ကျိတ်သိမ်မွေ့မှုရှိခြင်း။အားကစားအမှုပညာစသည့်ရောက်တဲ့ရာရာကိစ္စများကိုပြောဆိုခြင်းကပထမဆုံးတွေ့ဆုံခြင်းကို အစဉ်ပြေချောမွေစေနိုင်သည်နောက်တစ်ခုမှာတစ်ဖက်လူ၏အမတ်သားများအားအတိမ်မှန်ပြိုထုတ်ဖော်ခြင်းဖြစ်သည်အမီဥက္ကရာကြီးစသည့်ယာတုယာကံဂုံပြူသည့်စကားများကိုထည့်သွင်းပြောကြားခြင်းဟုဆိုပါစို့နောက်တစ်ခုမှာနီးမြတင်းငယ်စေကမူဒေတာရိုးရာလေးထားကို လေးစားမှုရှိဖို့လိုသည် ြည်လင်မိမိပါဝါနဲ့ကန့်ညီသည့်အပြုအမူကို ချိန်ညီဖို့လိုသည်မိမိအာနာလောက်ပိုင်းခွင်နဲ့နှိမ်ချမှုရှိခြင်းနှစ်ခုကြားညီညာဖို့လိုသည်ဥပမာအတန်ရွယ်ကြည့်သူအားစကားပြောဆိုရရင်အပေါ်စီးမှာငုံကြီးကမပြောဘဲမျက်လုံးအကြည့်ချင်းတူညီသည့်အနေထားတွင်ထိုင်၍စကားပြောခြင်းမျိုးယခုပြောခဲ့သည်မှာပြဿနာမဖြစ်ခင် ကြိုတင်တိဆောက်ရမည် ဆက်ဆံရေးနိလများဖြစ်သည်လူသည် အမှုပွေသည်တရဝါဖြစ်လေရာအကဲ၏ရဲဘော်နှင့်ပြည်သူကြားပြည်ထနာတစုံတစ်ခုဖြစ်လာကလေးညီတို့လှောင်ဆောင်ရမည်ကို ဆက်ပြောပါမည်ပထမဆုံးအဆင့်ဖြင့်ချက်ချင်းလောက်ရမည်မှာပြည်ထနာကို ပိုမဆိုးအောင်ထိန်ခြင်းဖြစ်သည်မိမိသည်တည်ငြိမ်ဖို့လိုသည် ပိုဆိုးစေမည်စကားများကို မပြောရညင်ခုံခြင်း အော်ဟစ်ချင်းဒေါသကိုထုတ်ပြခြင်းများမလို့ရထို့မှလုံခြုံပေးကင်းသည့်နေရာတစ်ခု ဖန်တီးရမည်ဖြစ်သည်နှစ်ဖက်၏စိတ်ခံစားချက်များမြင့်တက်နေလျက်အချိန်တစ်ခုကြာခွဲထားရန်လိုသည်ကြည်လျင်လေးစားမှုကိုဥစွာပြဖို့လိုသည်ဥပမာကျွန်တော်တို့ထိုင်းပြီးပြောကြတာပေါ့ဦးကြီးတို့ကလည်းကျွန်တော်လေးစားပါတယ်ဆိုသည်မျိုးဒုတိယပြုလို့ရမည်မှာ ပြည်သူများ၏စကားကိုနားထောင်ခြင်းဖြစ်သည်အထက်တွင်ပြောခဲ့သည့်နိလန်တိုင်းထထကြကြနားထောင်ဖို့လိုသည် ပြည်သူများမှာပြည့်ပြည့်စုံစုံရှင်းပြနိုင်ရန် စကားကြစကားကြမဖြတ်ဖို့လိုအပ်သည်ပြည်သူများခံစားနေရသည့်ခံစားချက်ကိုထုတ်ဖော်သိမှတ်ပြုဖို့လိုသည်ဥပမာဦးကြီးစိတ်ထဲမှာမလေးမစားပြုတ်လို့တယ်လို့ခံစားနေရတာကျွန်တော်နားလဲပါတယ်ဆိုသည်မျိုး နောက်တစ်ချက်မှာ အပြစ်တင်ခြင်းကိုရှာမှုဖြစ်သည်ပြည်သူအားစိတ်ချလုံခြုံပွင့်လင်းစွာပြောနိုင်ကြ ခံစားစီဖို့လိုသည်တတရားစင်မှာရှဲဘော်ဤစကားကိုနားထောင်ဖို့ဖြစ်သည်ပြည်တံပြောရမည်လူစုနယ်ဝေးတွင်ဦးစွာပြောရမည်ဘာဖြစ်ခဲ့ဘာကြောင့်ဖြစ်ခဲ့စိတ်ပင်ပန်းမှုစားလောင်မှုပင်ပန်းမှုများကြောင့်မတော်တဆဖြစ်သေးလားရည်ရွယ်ချက်ရှိရှိဖြစ်သေးလား အချက်အလက်ကိုအဓိကမေးဖို့လိုသည်ပြည်သူသည်ရန်သူမဟုတ်ကြောင်းနဲ့ပြည်သူသည်တက်ဤမိဖက်ပြကြောင်းသတိပေးရမည်ထို့နောက်နှုတ်နှစ်ဖက်ကိုအတူတကွရှေ့စေပြီးစေစံညှိနှိုင်းရမည်ထို့အခါတည်ငြိမ်ပြီးလေးစားမှုရှိသည့်လေယူလေသိမ်းဖြစ်ဖို့လိုသည်ထို့ဖြစ်စဉ်ကို ဖြစ်စဉ်ကိုပတ်လိုက်မှုမရှိ ပြန်လည်ဖော်ပြဖို့လိုသည် ဥပမာ ဥလိယာဥလိရဲ့လက်ခွင်ဖျက်ဆီးခံရတယ်ထင်လိုက်တာရဲဘော်ကကြာကင်းလည်ဖြစ်သွားတယ်လို့ပြောတဲ့ဆိုသည်မျိုးပြက်သနာကိုအပြေရှာရတယ်နှစ်ဦးနှစ်ဖက်လက်ခံနိုင်သည့်အခြေအနေကိုရှာရမည်နှစ်ဖက်လုံးကလုံခြုံပေးခဲ့မှုရင်းစားမှုနဲ့ဂုံတိတ်ခါလိုအပ်သည်ကိုသိရမည်နောက်ဆက်မှာတောင်းပန်ခြင်းနဲ့ယုံကြည်မှုကိုပြန်လည်တည်ဆောက်ခြင်းဖြစ်သည်တရင်တပ်ဖွဲ့ရှိရဲဘော်များသည် လူများဖြစ်သည်ဖြင့်အများအမာများပြုလုံနိုင်သည်အကယ်၍မိမိရဲ့ဘဝမှားသည်ဆိုပါစို့စိတ်ရနဲ့တောင်းမှန်ရန်အရေးကြီးသည် စကားနှင့်တောင်းမှန်သလို အပြုအမူအရာလည်းတောင်းမှန်ရမည်ပြန်စည်းသွားသည့်အရာအားပြန်လည်ပြုပြင်ရန်ကူညီခြင်းအစအစာပေးခြင်းလောအားပေးခြင်းစသဖြင့်အစာထုတ်တစ်ခုခုပေးရန်ကံလှမ်းရမည် ိန်ချမှုရှိရန်လိုသည်ထိုချက်ကမိမိအာနာကိုပို၍ခိုင်မာစေသည်အကယ်၍ရဲဘော်၏အမာကိုတောင်းပန်ခြင်းမပြုဘဲကြော်မြင်ဆိုပါစို့ရဲဘော်တယောက်တည်းကရဲဘော်တယောက်တည်း၏အမာတန်ရင်တဖွဲ၏အမာဖြင့်အသွင်ပြောင်းကတန်ရင်နှင့်ပြည်သူ၏ဆက်ဆံရေးကိုပုံမဆိုးရွားစေနိုင်သည်အကယ်၍ပြည်သူကနားလည်မှုလွဲသည်ဆိုပါစို့ရည်ရွယ်ချက်ကို ရှင်းပြရမည် ထိခိုက်စေဖို့မရည်ရွယ်ကြောင်းနှစ်သိမ့်ပေးရမည်။သူတို့အားကာကွယ်ပေးမိကြောင်းဂရုထပ်ပေးရမည်။ကြည်ရင်ထိုဖြစ်မျိုးနောက်ထပ်မဖြစ်ရန် ကာကွယ်ဖို့လိုသည်။ထို့တွင်ရဲဘော်များကိုပြည်သူဆက်ဆံရေးနည်းပြများတင်ပေးဖို့လိုသည်။လိစားမှုရှိရှိစကားပြောခြင်းလေယူလေသိန်းနဲ့အပြုံမှုများကိုတင် जा ပေးရမည်။ခွေမတောင်းမဲအစားအစာနဲ့ပစ္စည်းများကို ယူခြင်းများ အလေးမစားဟန်ပန်နဲ့စကားပြောဆိုခြင်းများကိုထီလဲရောက်ပြုံမှုခြင်းပြည်သူအားထိခိုက်နာကျင်စေခြင်းစသည့်ရင်းပေါ်များလုံးဝလုံးဝမပြုလို့ရမည့်ကိစ္စများကိုရှင်းရှင်းလင်းလင်းစီကံချမှတ်ရန်လိုအပ်သည်နောက်တစ်ခုမှာ ပြည်သူများမှတိုင်ကြားနိုင်သည့်လမ်းကြောင်းဖော်ဆောင်ပေးခြင်းဖြစ်သည်ရရွာလူကြီးမှတစဉ်တိုင်ကြားခြင်းရွာဦးဖုံးကြီးမှတစဉ်တိုင်ကြားခြင်းစသဖြင့် ြည်သူများအတွက်လုံခြုံပေးခြင်းသည့်နည်းလမ်းများရှိဖို့လိုအပ်သည်။နောက်တစ်ခုမှာစုပေးခြင်းဖြစ်သည်။ရှေ့မှာပြည်သူများနဲ့ဆက်ဆံရေးကောင်းမွန်သည့်ရဲဘော်အားလူသည့်ထင်ရှားအတိမတ်ပြူချီးကျူးခြင်းမျိုးနောက်ဆုံးမှာရေရှည်ဆက်ဆံရေးတည်ဆောက်ဖို့ဖြစ်သည်။အစီဝေးများလုံခြုံမှုရှိလျင်ကင်းစီစဲများရိုးရာပွဲတော်များသို့ပြည်သူများဖိတ်ကြားပြီး ပါဝင်စေရမည်။ရှေ့နောက်ညီညွတ်မှုရှိရမည်။အခက်အခဲဖြစ်ချိန်မှာပေါ်လာခြင်းမျိုးမဖြစ်သင့်။ပြည်သူအတွက်ဆိုသည့်စိတ်ကိုမွေမြူရမည်။ရဲဘော်များသည်သူတို့ကိုသူတို့ပြည်သူများကာကွယ်သူ၊ကုညီသူများဖြင့်မြင်သိပြီးတိုက်ခိုက်သူများဟုမမြင်သင့်။ပြည်သူများသည်တော်လည်းတည်ရင်များတည်းရေးကြည့်သည်စိတ်ပညာသဘောရာပြောရလေ ြည်သူနှင့်ဆက်ဆံရေးကောင်းမွန်ခြင်းသည်မိမိကြိုင်ရဲ့အတွက်ထောက်ပံ့မှုဆက်ဝိုင်းတည်ဆောက်ခြင်းပင်ဖြစ်သည်ပြည်သူများ၏ပူပေါင်းဆောင်ရွက်မှုရှိခြင်းကလမ်းပြများတရင်ပင်များရှိခါထောက်ပံ့များရစေနိုင်သည်နားလည်မှုလဲခြင်းနှင့်ခုခံတွန်းလှန်မှုများကိုလျှော့ချနိုင်သည်တရားဝင်မှုနှင့်စိတ်ဓာတ်ပိုင်းအားအနာတက်ရောက်မှုကိုတည်ဆောက်နိုင်သည် ယခုပြောခဲ့သမျှမှာတော်လည်းတံများနဲ့ပြည်သူများအကြားပြဿနာဖြစ်စေနိုင်သည့်အကြောင်းများပြဿနာမဖြစ်ခင်ကြိုတင်ကာကွယ်ရမယ့်နည်းလမ်းများနဲ့ပြဿနာဖြစ်ချိန်ဖြေရှင်းနည်းများဖြစ်သည်တော်လည်းတံများသည်ပြည်သူမှဆင်သက်လာခြင်းဖြစ်သည်ပြည်သူသာမထောက်ခံလျက်တော်လည်းသည် အောင်မြင်လိမ့်မည်မဟုတ်စကားမှသည်ပြည်သူများကို မြည်တို့ပြုတ်မှုခဲ့သည်ဖြင့်ယခုကဲ့သို့တုံလန်ခန်းနေရသည်ကိုလည်းသတိရသင့်သည်တရားများနေဖြင့်ပြည်သူအားကိုရယူကာရည်တည်နိုင်ဖို့ကြိုးစားသင့်ပါသည်ဖြစ်ပါပြီအာဒီဆောင်မလေးကိုရေးတဲ့သူကတော့စီရန်စိတ်အထုကိုဆောင်းတူဖြစ်သူ ဆောင်းပါရှင်ဆရာမမှုဖြစ်ပါတယ် အစအနေဆုံးဒီနောက်ဆက်ပြီးခဲ့သူဒုတိယချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။